ရွာငယ်လေးတရွာမှာမိုးချိုးပြစ်တိုင်းအတက်ဝင်လာတတ်တဲ့တစ်ပင်တွေရှိတယ်။အဲ့ဒီတစ်ပင်တွေကို အခုံတက်တစ်ပင်လို့ခေါ်ကြတယ်။ဒါပေမဲ့သူတို့ရဲ့အခုံတက်နိုင်တဲ့အစွမ်းကပြိုဝဲချက်တစ်ခုနဲ့ဆက်ဆက်နေတဲ့တစ်ပင်တွေရဲ့အမြင့်ထဲမှာစိန်မုံကျဲလို့ခေါ်တဲ့မြေအောက်ကဘာကကြောက်စိမ့်တုံးလေးတစ်ခုစီဝတ်ထားတယ်။ဒီကြောက်တုံးလေးတွေကို လူသားတွေမြင်ဖူးရင်တစ်ပင်တွေရဲ့စွမ်းအားပျောက်ဆုံးသွားမယ်လို့ရှေးတုန်းကလေးကအစဉ်လာပြောကြတယ်။ ။ဒီနေ့မှာစူးစမ်းလိုတဲ့ကလေးတယောက်ဖြစ်တဲ့ညနိုးကမိုးချိုးမုန်တိုင်းတစ်ခုအတွင်းမှာတစ်ပင်တပင်မြေကြီးတွေကိုအမြင့်တွန်းနေတာကိုမြင်လိုက်ရတယ်။အဲ့ဒီမှာသူ့မျက်စီထဲစိတ်မုန်ကျဲလေးရဲ့တောက်ပတဲ့အလင်းကိုမြင်လိုက်ရတယ်။သူတိတ်ဆိတ်ဝင်စားသွားပြီးကြောက်တုံးလေးကို ကောက်ယူလိုက်တယ်။ဒါပေမဲ့သူမတိလိုက်တာကဒီကြောက်တုံးက သူ့ကိုတစ်ပင်တွေရဲ့စကားတန်ကြားရအောင်ဆွာပေးနေတယ်ဆိုတာပါ။ ညာဖက်မှာမျက်နှူးဟာတစ်ပင်တွေရဲ့နီးတံတွေ သူတို့အချင်းချင်းပြောဆိုနေကြတဲ့အကြောင်းအရာတွေကိုစကားကြလာရတယ်သူတို့ပြောနေတာက မကြခင်မှာ လူသားတွေကစိတ်မုန်ကြဲတွေကိုရှာပြီးငါတို့ကိုတတ်မယ်ဆိုတဲ့အနေရဲ့အကြောင်းပါမျက်နှိုးကတစ်ပင်တွေကိုကယ်ဖို့ဆုံးဖြတ်ပြီးရွာကလူကြီးတွေကိုပြောဖို့စူးစမ်းပေမဲ့ဘယ်သူမှမယုံကြဘူး အချိန်ထဲမှာပဲရွာထဲကိုကြောက်စိမ့်ရှာဖွေသူတွေရောက်လာတယ်။သူတို့ကစိတ်မုန်ကြဲတွေကိုရှာဖွေပြီးစီးပွားဖြစ်ထုတ်လို့တဲ့သူတွေပါ။ညနိုးနဲ့သူ့တငယ်ချင်း ဖွေဖွေအဖြူရောင်ဖြန်လေးတကောင်တို့ဟာတစ်ပင်တွေကိုကာကွယ်ဖို့စိတ်မုန်ကြဲတွေကို ဖွေဖွေရဲ့ကူအောင်းနေရာမှာဝတ်ထားဖို့ဆုံးဖြတ်ကြတယ်။ဒါပေမဲ့လမ်းမှာ သူတို့ဟာတစ်ပင်တွေရဲ့အကူအညီနဲ့အခုံတက်နိုင်တဲ့မြေကြီးစကားပြောတတ်တဲ့တက္ကိုင်းများစတဲ့စိန်ခေါ်မှုတွေကိုကြော်ဖြတ်ရပါတယ်။ အဆုံးမှာတော့မြန်နိုးတို့ဟာစိတ်မုံကျဲတွေကိုလုံခြုံတဲ့နေရာမှာဝတ်ထားနိုင်ခဲ့ပြီးတစ်ပင်တွေရဲ့စွမ်းအားကိုထိမ့်သိမ်းနိုင်ခဲ့တယ်။ဒါပေမဲ့ဇလန်းကဒီမှာပဲပြီးသွားတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဖွေးဖွေးရဲ့ကူထဲမှာစိတ်မုံကျဲတွေကိုစောင့်ကြပ်နေတဲ့ငကားကလေးတကောင်ကို သူတို့တွေ့လိုက်လို့ပါပဲ။ငကားလေးနဲ့ဒုတိယအပိုင်းကိုစောင့်မျှော်ကြည့်ရှုပေးပါရှင့်။